င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်အခုတက္ကောက်မှာတော့ဘယ်လာရှ်သမ္မတရဲ့တရားမပြည့်မြန်မာခေစဉ်တွေမြောက်လိုက်တဲ့သဘောတူစာချုပ်ဆက်ချကိုလက်မှတ်ထို့ အကြဖတ်စစ်ကောင်းဆောင်မြောင်းလည်းဖိတ်ကြားချက်နဲ့ရရှိတဲ့ဘဲလာစ်သမရလူကာရှန်ကိုတရားမပြေတဲ့ခရီးစဉ်တွင်နှစ်နိုင်ငံပေါင်းပူးပေါင်းဆိုင်ရေးစာချုပ်16ဆောင်းထိလက်မှတ်ရေးထိုးခဲ့တယ်။တရားသား24နိုင်ငံမပြေပဲလာရောက်ခဲ့တဲ့ဘဲလာစ်သမရလူကာရှန်ကိုမြန်မာနိုင်ငံခရီးစဉ်မှာအခုလိုစာချုပ်တွေကိုလက်မှတ်ရေးထိုးခဲ့အောင်ဖြစ်ပြီးရင်းစာချုပ်တွေထဲမှာအာနာရှင်နှစ်နိုင်ငံကြားကုန်သွယ်ရေးစီးပွားရေးယဉ်ကျေးမှုဆိုင်ရာပြည်နယ်ဖလှယ်နိုင်ရေးစိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုနည်းပညာတွေပြည်နယ်ဖလှယ်နိုင်တို့ပါဝင်တဲ့လက်ဆက်စုသတင်းတွေကဆိုတဲ့ အလားတူအာနာရှင်နိုင်ငံသားပူပေါင်းဆိုင်ရဲ့မြင့်တင်ရမှာဖွံ့ဖြိုးမှုပူပေါင်းဆိုင်ရဲ့တက်ရှိရတဲ့ဆာလာနဲ့မြန်မာဘယ်လာဖွံ့ဖြိုးပူပေါင်းဆိုင်ရဲ့မှုမြင့်တင်ဆိုင်ရလမ်းပြမြေပုံ2026 2028တို့ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။ဘယ်လာသမရာမြန်မာနိုင်ငံကိုနိုဝင်ဘာ29ရက်နေ့ညပိုင်းရောက်ရှိလာခဲ့အဖြစ်ပြီးနိုဝင်ဘာ28ရက်နေ့ညမှာပြန်လည်ထွက်ခွာသွားဖြစ်ပါတယ်။လူချန်ကန်ကိုပြမပြရောက်ချိန်စစ်ကောင်ဆောင်မြောက်လိုက်ကစေုပ်စုကနေ SU တာ TSME ကြီးစားဇက်တိုက်လေးရုံစင်းနဲ့ကြိုးစုခဲ့တဲ့စေုပ်စုတဲ့နေကဆိုတဲ့ မြန်မာနဲ့ဘယ်လောက်စနနိုင်ငံအာနာရှင်စနစ်နဲ့နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေမှာအတွေ့ဖက်ညီနေတဲ့နိုင်ငံဖြစ်ပြီးတော့ဒီခီးစင်မှာဆက်လက်နဲ့ပြည်စည်းထောက်ပံ့နေစစ်ဘက်ဆိုင်ရာပညာရေးပါဝင်လေးကြတင်ကြံရေးတဲ့အတွက်နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့လာနိုင်တယ်လို့ Justice for Myanmar ကအတည်ပြုထုတ်ပြန်တယ်ဘယ်လောက်နိုင်ငံကစက်ဖက်စစ်တပ်လက်နက်ထုတ်လို့ရေးခန္ဓာအတွက်ဤပညာဆိုင်ဆိုင်ရာတိစောက်ပြားလေးချစ်တင်ကြားပေးရင်နဲ့စက္ကရာရေးပေးရနေရစတဲ့ကကုညီပန့်ပုံမှုတွေနဲ့ဆေးအဆုရဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်နေရဆဲမှုတွေကိုကြောထောက်နောက်ခံပြုနေရဖြစ်လို့ GFN ကထုတ်ပြန်ကြမှာဆိုထားတာပါ။ ။ဒါပြင်ဘလောက်စ်နိုင်ငံ2021ခုနှစ်အတွင်းမှာစစ်တဲ့အကြက်ဖက်အာဏာသိမ်းမှုကိုရှုံချဖို့မြန်မာနိုင်ငံကိုစစ်လက်နက်ပစ္စည်းအစည်းဝင်နေမှုကိုတောက်စီဖို့အတွက်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုတောင်းဆိုထားကုလသမဂ္ဂအတွက်တွင်ညီလာခံဆုံးဖြတ်ချက်ကိုကန့်ကွက်မဲ့ပေးခဲ့တဲ့ခုတီးသောနိုင်ငံဖြစ်ပါတယ်။ဆက်လက်ပြီး A320 ရဲ့ C6000 လောက်မှပြင်ဆင်မှုအမွေလွှဲနေကြ Airbus ကြီးညာ Airbus Company ကထုတ်လုပ်တဲ့ A320 မျိုးစားလေယာဉ်တွေကိုရေပေါ်ပြင်ဆင်မှုအမွေလွှဲနေကြခီးစဉ်ပြည့်စုံမှုနှောင့်နေတာတွေကြုံလာနိုင်ကြောင်းနိုင်ငံတကာလေကြောင်းလိုက်နေကအသိပေးကြေညာခဲ့တယ်။ဥရောပလေကြောင်း အသိပေးတွေကနည်းပညာလုပ်ငန်းစုကြည် Airbus က Airbus Company ထုတ်လုပ်တဲ့ A330 မျိုးစက်လင်တွေကိုရေးပေါ်ပြင်ဆင်မုံမမှုလွှဲနေရကြောင်းခီးစဉ်ပြည့်စုံမှုနောက်နေရတဲ့ဂျုံလာနိုင်ကြောင်းနိုင်ငံတကာလေကြောင်းလာနေကအသိပေးကြညာတယ်။ဘူယောပါလေကြောင်းလိုင်းဒီပညာလုပ်ငန်းစုကြည် Airbus ကစုစုပေါင်း2600လောက်မှပြင်ဆင်ရမယ့်ကိစ္စတစ်ခုရှာတွေ့ခဲ့ရကြောင်း လင်းနေပြန်တမှုပေါ်ဆိုင်ကထားစီဖို့လေကြောင်းလိုက်နေစီကြောင်းစားခဲ့တယ်။ Airbus ကရှာတွင်တိုင်းကိစ္စကတော့အရန်စုရှာပြင်တန်းတဲ့နေရာ8320လင်းနေရဲ့ digital ဆက်လက်တွေပေးပို့မှုကိုအနောက်ရှာဖြစ်စေနိုင်တဲ့ဆွဲပြသနာပါ။ဒါပေမဲ့လင်းအများစုမှာရုပ်ရှင်နဲ့ software အဆင်မြင့်တင်မှုလောင်းနေတဲ့ဒီကိစ္စကိုပြင်လဲအောင်ကိုင်တွယ်နိုင်မယ်လို့ယုံကြည်ရတယ်။ဒါပေမဲ့လင်းတွေကိုပြန်တန်းခွင့်ဆိုင်ငံထားရတာမျိုးဟာရပန်းလက်ကြာနိုင်မျိုးအဲ့ဒီတွင်နိုင်ငံတကာခီးစဉ်ပြန်တန်းပြည့်စွက်မှုတွေမှာနှောင့်နှေးတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့လေကြောင်းလိုင်းတွေကကြိုတင်သိပေးအောင်ဖြစ်တယ်။ Airbus ကခုပြည်ထနာအမေရိကန်မှာအသုံးပြုနေတဲ့ A320 မျိုးစားလင်းဒစီမှာတွေ့ရှိခဲ့ကြအောင်အရေးပေါ် moment ပြင်ဆင်ဖို့လိုအပ်တဲ့ကိစ္စအတွက်ကြုံလာတဲ့အနောက်ရှက်တွေအတွက်တောင်းပန်လိုကြောင်းကြေညာခဲ့ပါတယ် Airbus ရဲ့အစိုးရလင်းပေါင်း9ရက်တရာလောက်က3နိုင်လောက်တာကြာတဲ့ software update လုပ်ရုံနဲ့ပြင်ဆင်မှုတွေပြင်ဆင်နိုင်တယ်လို့သိရတယ်။ဒါပေမဲ့ပုံပြီးဟောင်းနဲ့အစီရင်900လောက်ကတော့ computer စနစ်တွေပါပြင်ဆင်အစားထုတ်ဖို့လိုအပ်ပြီးအဲ့ဒါမှမပြီးခင်ခီးတဲ့အတင်းဆောင်ပြန်တမ်းကိုမပေးနိုင်ကြောင်း Airbus ကပြောတယ်။ ဒီလိုကိစ္စအကြောင်းခရီးသည်တွေဖောင်တဲ့အတွက်လုပ်ငန်းဆိုင်ရာအနောက်ရှက်တွေကြုံတွေ့သောနိုင်ငံကိုသဘောပေါက်ပြီးမဖြစ်မနေလုံဆောင်မဲ့ခြေနေဖြစ်တာကြောင့်နားလည်ပေးစီလိုကြောင့်မြစ်တာရခန့်သွားခဲ့တယ်။ဆလပီဆွေတင်မျိုးသားပင်စင်ရန်ဘုံဝေးဖွဲ့ရင်းကစီယုပ်စုနဲ့ဆက်နွယ်နေတဲ့ကုမ္ပဏီ12ခုစီမအမေရိကန်ဒေါ်လာ484တန်ကျော်ရှင်းနေမြုံနဲ့တောင်းဆွေတင်နိုင်ငံအမျိုးသားပင်စင်ရန်ဘုံဝေးဖွဲ့ရင်းအနေနဲ့စစ်ကောင်စီကိုပံ့ပိုးနေတဲ့ကုမ္ပဏီကိုအမေရိကန်ဒေါ်လာ380ကျော်ရှင်းနေမြုံနဲ့ထားရတွင်ရတ်တံမှုဂျက်စတစ်ဖော်မြန်မာကတောင်းဆိုလိုက်ပါတယ်။ ဆွေဒင်နိုင်ငံအမျိုးသားပင်စင်ရန်ပုံငွေအဖွဲ့တွေဖြစ်တဲ့ AP1 AP2 AP3 AP4 နဲ့ AP7 တို့ကစစ်ကောင်စီနဲ့ဆက်နွယ်နေကုမ္ပဏီ12ခုကို American Dollar 484တန်းကျော်ရှင်းလင်းမြုံနှံထားတာကို Swedish Burma Community Justice for Myanmar နဲ့ Fair Finance Guide တို့ကဖော်ပြဖော်ထုတ်နိုင်ခဲ့တယ်။ ABM မွန်ဝေဖွဲ့များနေဖြစ်မိတို့ရဲ့ရင်းနှီးမြှုပ်နှံထားကမ္ပဏီကိုစီအောင်ဆွေးနွေးဆက်နွယ်မှုတွေဖြစ်တာအတွက်၎င်းတို့ရဲ့ဩဇာအရှိန်အဝါအသုံးပြုရင်းကမ္ပဏီကလိုက်နာမှုမရှိပါကဆိုရတဲ့လူခွင့်ချုပ်ဖောက်မှုတွေမှာကျန်ရပါပတ်သက်မှုကိုရှောင်ရှားအတွက်ရင်းနှီးမြှုပ်နှံမှုတွေရုပ်သံကျွန်တော်တို့တောင်းဆိုပါတယ်။စေကောင်စီတဲ့စစ်လက်နက်တွေထောက်ပံ့နေတဲ့အိန္ဒိယကမ္ပဏီဖြစ်တဲ့ Bahai Electronics နဲ့ Hudson အဲရိုနာတက်စတိုကိုထောက်ပံ့နေသောစောင့်ကြည့်ထောင်လိုင်းအတွက် MPD နဲ့ပူးပေါင်းလုံဆောင်တဲ့ဂျပန်ကုမ္ပဏီ KDDI နဲ့ဆူမိုတိုမိုတို့ကိုလည်းထောက်ပံ့မှုတွေပြုလုပ်နေရပါဆေးရုံစုကတက်ကြလို့ရှာတွေ့နဲ့သတင်းသမားတွေကိုခြေရခံဖန်စီဖို့ထပ်ပါချက်လက်စံတော်မှတရုတ်နိုင်ငံထုံးအင်တာနက်ပိတ်ဆို၍မဟာယန်စနစ်ဇေကဘာရှင်ကိုတက်ဆင်ထားလို့ JFN ကဆိုတယ်ဒါပြင်စစ်ကောင်စီတို့ရေနံတဲ့တဘာတံငွေတွေကလည်းဝင်ဝင်ရနေတဲ့ထိုင်းကုမ္ပဏီဖြစ်တဲ့ PTT နဲ့ PTTEP အိန္ဒိယကုမ္ပဏီ GIFT တို့ကိုလည်း APM ဝင်ဖွဲ့တွေကထောက်ပံ့နေရလို့ဆိုပါတယ် ဆလတ်ပေစစ်တပ်ကိုထောက်ခံတဲ့ရုပ်ရှင်စီဟောင်းဥက္ကဋ္ဌကြည်ဆိုးထုံးနဲ့ချမ်းသာကြည်ဆိုးဒိန်တောင်ဒရိုက်တာမိဘမင်္ဂလာရုပ်ရှင်ကိုပိုင်ရှင်ဆော်မင်းတို့ကိုပြန်ကြားရေးညွှန်ချုပ်အေဂျင့်နဲ့တူတရရုပ်ရှင်ပွဲတော်ကိုဆေလွန်အကြဖက်စစ်တပ်ကိုထောက်ခံတဲ့ရုပ်ရှင်စီဟောင်းဥက္ကဋ္ဌခေပြည့်ကြည်ဆိုးထုံးနဲ့ချမ်းသာကြည်ဆိုးဒိန်တောင်ဒရိုက်တာမိဘမင်္ဂလာရုပ်ရှင်ပိုင်ရှင်ဆော်မင်းတို့ကိုပြန်ကြားရေးညွှန်ချုပ်အေဂျင့်နဲ့တူတရရုပ်ရှင်ပွဲတော်ကိုဆေလွန်ကြောင်းသတင်းမြို့ချုပ်တန်ကနေတရားနဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်မှာ2029ခုနှစ် နိုဝင်ဘာ29ရက်နေ့ဒီဇင်ဘာလ10ရက်နေ့ထိလန်ချန်မဲကောင်းပြပြဆိုင်ရာရုပ်ရှင်ရသက်ပတ်ပြပွဲတော်ပြုလုပ်လျက်ရှိပြီးရင်ပွဲကိုစစ်တပ်ကရုပ်ရှင်စီရင်ဩကထခေပြက်ကြည်စိုးထွန်ချမ်းသာကြည်စိုးဒရိုက်တာမိဘဟာတာတယောက်ဆောင်ဒိန်တောင်မင်္ဂလာရုပ်ရှင်ပိုင်ရှင်စောမင်းတို့ကိုဆေးလွတ်ကြောင်းရှင်ပြင်ပြန်ချိုင်းဝန်ကြီးဌာနမှညွှန်ချုပ်အေးချေကဥဆောင်ရုပ်ရှင်ပွဲတော်ကိုလာတက်ကြောင်းရှင်ဘွဲ့တော်မှာစစ်တပ်ကဇကားနကပံရတာပြီးရင်းဆက်ကားရဲမှာတပင်တဲများနှင်းစီနဲ့ချစ်သူသားပန်းတပွင့်ပြက်ကလေးဆိုရုပ်ရှင်ဇကားနကဖြစ်ပါတယ်။ စစ်တပ်ကနိုင်ငံသားအခွင့်အလမ်းတွေဖြစ်တဲ့တရုတ်ရုပ်ရှင်အုံပေါ်တော်ကိုဆင်လွှာမလကောင်းတို့တော်ဝါရဖြန့်မိပြီးစစ်တပ်ထောက်ခံတဲ့လှုပ်ရှားမှုနဲ့ရေကောက်ဝဲမဲပေးစည်းရုံးလှုပ်ရှားမှုတွေမှာပါဝင်သူတွေကအတိတ်ကခေါ်ဆောင်ကြအောင်စစ်တပ်ကခေါ်ဆောင်သွားသူတွေမှာတရုတ်ရုပ်ရှင်ပေါ်တော်မှာ၎င်းတို့နဲ့ပတ်သက်တဲ့အမှုပညာချပြစရာမရှိဘဲစစ်တပ်ထောက်ခံမှုတွေဆုလက်ဖြစ်တက်တက်ခွင့်ပေးခြင်းဖြစ်ကြောင်းသိရတယ်တရားရုံးရှင်ဘွဲတော်မှာပြသနေမြန်မာဆက်ကားနှစ်ခုမှာလည်းချစ်သူတာဘန်းတပွေဖြစ်ခဲ့ရင်ရုပ်ရှင်ဆက်ကားဖြစ်ပြီးဒရိုက်တာကောင်းဆန်ဝိထုပုံညာခင်မင်တာဆန်းဆန်းခန့်နိုင်တဲ့မင်းသမီးဝင်းမွှေရိုးကပါဝင်တရုပ်ဆောင်ထားကြောင်း တပင်းတဲ့များနေစီရုပ်ရှင်မှာဒရိုက်တာမင်းဆက်တဲ့ရိုက်ပို့ပြီးတရုတ်ဆောင်မင်းမီမီကိုကပါဝင်ရိုက်ပူထားကြောင်းသိရပါတယ်။ ဆလတ်ပြဝက်လက်မြွနယ်မှာအတက်ရောဂါခံစားနေတဲ့စစ်သားတအုပ်ကိုပြည်ရည်ပြန့်ပြီးတဲ့အသက်60နှစ်ရဲ့ဒေါ်စန်းလင်းကိုစစ်တပ်ကပြစ်ဒဏ်၊ဇကိုင်းနယ်ဝက်လက်မြွနယ်မှာစစ်သားတအုပ်ကိုပြည်ရည်နဲ့ထွက်ပတ်တဲ့အသက်60နှစ်ရဲ့ဒေါ်စန်းလင်းကိုစစ်တပ်ကပြစ်ဒဏ်ခဲ့ကြောင်းဗန်ဒူလာနဲ့အဖွဲ့သားတွေတပွဲကိုရာမပြောတယ်။နိုဝင်ဘာ23ရက်နေ့မှာဝက်လက်မြို့နယ်အတွင်းရှိကျေးရတရားကိုစစ်ကြောင်းတို့ရောက်လာအကြံဖက်စစ်တဲ့စစ်ကြောင်းမှာစစ်သားတအုပ်တက်ရောကခန်းစားနေရတဲ့အတွက်ကျေးရနေပြည်သူအသက်60ရွယ်တော်ဆန်းလင်းကပြည်ရင်နဲ့ထွက်ပတ်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့သောပရိရေနဲ့ထွက်ပတ်တီကိုစစ်ကြောင်းမှလိုက်ပါအရာရှိကဆုံးမကြည့်ပြောဆိုပြီးတနက်နဲ့ပြစ်တက်ခဲ့ခြင်းဖြစ်ကြောင်းထို့သောပြစ်တက်ပြဲနောက်ဒေါ်ဆန်းလျံရုံလန်းကိုစစ်သားတွေကဆောင်းနေတဲ့ယူကတာနာရွာနဲ့မောက်ကျိုးရွာကြားမှာရုံလန်းကိုမြေမြုပ်ဖျောက်ပြခဲ့ကြောင်းသိရတယ်။အဖွားကရွာထဲကိုစစ်ကြောင်းဝင်လာမပြေဘူးလို့သိရစစ်ခွေးစစ်ကြောင်းရွာထဲရောက်တော့အိမ်တွေကိုလိုက်မှွေနေတော့စစ်ခွေးတကောင်ကမကောင်းစွာဝင်ပြီးသလိုအတက်ရောဂါဖြစ်သလိုတွန့်လင်ကောက်ကွင်းနဲ့အချိန်မှအဖွားကပြည့်ရင်နဲ့ထွက်ပတ်ပြီးတာ အဖားရင်နဲ့ပလိုက်တဲ့အချိန်မှာအဲ့ဒီစစ်ခွေးတွေကပြန်ငြိမ်သွားတယ်။အဲ့ဒါကိုမြင်တော့မှစစ်ကြောင်းမှာပလာရာရှိကဆုံးမကြီးဆိုပြီးတနက်နဲ့ပြစ်တလိုက်တာအဲ့လိုပြစ်တပြီးရုံလောင်းကိုစစ်ခွေးတွေဆောင်တဲ့တဲအေးသားမြေမြုပ်ခဲလို့ဘန်နူလာနဲ့အဖွဲသားတပွဲကိုရမကပြောတယ်။ထိုကြက်ဖက်စစ်တပ်စစ်သားရင်းနေမှာပုံနာချင်းကြောက်ကိုဝင်ရောက်မိရှုံနေတဲ့ပြည်သူ့ကာကွယ်ပူးပေါင်းတပွဲတွေကဝင်ရောက်တိုက်ခိုက်ရာစစ်သား35ဦးသေဆုံးပြီးအများအပြားထိခိုက်တဲ့ဟရာရှိကလက်နက်30ကျော်နဲ့ခဲနေတဲ့သိရရှိခဲ့ပါတယ်။နားဆင်အားပေးကြတဲ့အတူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။